မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြိုင်းမြို့နယ်သို့စစ်ကြောင်းထွက်လာသောတပ်မတရားတင်းနှင့်ခလာရ254တရရမှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမြိုင်မြို့နယ်သို့စစ်ကြောင်းထွက်လာသောတပ်မတရားတင်နှင့်ခလာရ254တရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဗမာ၈ဦးသေဆုံးခဲ့ကြ။ ပခုတ်ကူ special task force မှာတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောပါရယ် မေလတရက်နေ့တွင်မြိုင်မျိုးနယ်သို့စစ်ကြောင်းထွက်လာသောအကြမ်းဖက်စစ်တပ်၏တပ်မတရားတင်းနှင့်ခလာရ254တရင်မှအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လရင်တပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဂျက်ဖိုက်တာ၊ပါရာမော်တာ၊ဝိုင်းတွဲတို့ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA1 တပ်နက်တလက်၊ G900 ကျော်၊ခေရန်များနှင့်စစ်သားမတအလောင်း၊စစ်သား၈ဦးအလောင်းကိုတင်စီရမိခဲ့ကြောင်းသိရပါသည်။ ရင်းအကြမ်းဖက်စစ်တပ်စစ်တောင်းသည်ထိခိုက်မှုများပြားခြင်းကြောင့်မေလ9ရက်နေ့တွင်ပခုတ်ကူတပ်မှ100တို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကအင်အား400လောက်နဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးတည်စည်ရင်ကတော့ကျွန်တော်တို့ရုပ်အလောင်း၈လောင်းသိမ်းစီရမိတာကိုပဲအတည်ပြုထားတာပေါ့။ထိခိုက်မှုတော့များတယ်ဟုပခုတ်ကူ Special Task Force မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကပခုတ်ကူမြို့မှာပကဖတရင်တဲ ပောက်မြိုင်ကံမှာပါကဖစုဖွဲ့မှုတက်မြိုင်ပါကဖပောက်ပါကဖကမ္မတက်ပေါင်းစု ပခုတ်ကူခရိုင်အမှန်26 14 15ကျောင်းသားတက်မတော် ABSDF A ဘလက်တက်ပေါင်းစုအညာမြေတက်ပေါင်းစု PLC တက်ပေါင်းစုဂလုံးပြည်သူကာကွယ်ရေးတပ်ဖွဲ့ PPDF ဘိုဘရာသာတပ်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့အကွေ့တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတပ်ဖွဲ့များတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးမြင်းချံမြို့နယ်နဘူးအိုင်ရွာနှင့်ရွှေဘော်ကျွန်းရွာများကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုဖြီသူတို့ဦးသေးဆုံးကဖုန်ကြီးကျောင်းပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်မြောက်ဘက်ရှိနဘူးအိုင်ရွာနှင့်ရွှေဘော်ကျွန်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နှင့်ပုံကျဲတိုက်ခိုက်ခဲ့၍ဖြီသူတို့ဦးသေးဆုံးကကိုရင်ငယ်များထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံဖြီသူများကသတင်းဌာနသို့ပြောကြားပါတယ်။ မေလ24ရက်နေ့နနက်6နာရီခွဲနှင့်6နာရီ45မိနစ်အချိန်များတွင်လျင်နှင့်ဘုံကျဲတိုက်ခိုက်သွားခြင်းဖြစ်ပြီးဖုံးတော်ကြီးကျောင်းအဆောင်ပြက်စီကအသက်60အရွယ်ရှိတောင်သူဦးသိန်းကျော်နှင့်ကိုရင်ငယ်လေးများမစိုးရိမ်ရတရားရရှိခဲ့ကြောင်းဒေသခံပြည်သူများချမ်းသာသိရပါသည် ။ကနေဦးဆုံးနဘူးအန်ရွာကိုကျဲချတာကျဲတဲ့နေရာကမကြီးကန်ဖရာအရှိဘတ်ဖုန်ကြီးကျောင်းအတွင်ကိုလည်းကျဲချတယ်ဗျာ။ရွာအနောက်ဘက်ကတ်ကျော်ဖရာအနီးလည်းကျဲချတယ်။နောက်ပြီးတော့ကျွန်တော်တို့ရွာအရှိဘတ်ရွှေဘော်ကျွန်းရွာဖုန်ကြီးကျောင်းအနီးလည်းကျဲချသွားတယ်။ကျွန်တော်တို့ရွာဖုန်ကြီးကျောင်းတောင်ဘက်အချံကတော့အကုန်ပြိုကျပြက်စီတယ်။ခိုးရင်လေးတွေလည်းကြီးစပုတ်ထိတန်ရာရရှိတယ်ဟုဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ ်လက်ရှိတွင်ပြည်သူများမှာအကြမ်းဖက်စစ်တပ်ထပ်မံ၍ပုံကျဲမှုကိုစိုးရိမ်၍လုံခြုံပေးခဲ့ရသောပုံရှောင်နေကြရကြောင်းသိရှိရပါသည် ဘာတိုက်ပွဲမှမရှိဘဲကြဲချသွားတာချသွားတာကရှစ်လုံးလောက်ကြဲချသွားတာအချားလေကွင်းတွေလည်းကြဲချသွားတာနောက်ထပ်မပေါက်ကွဲသေးတဲ့ဘုံသီးသုံးလုံးလည်းရှိသေးတယ်ကျွန်တော်တို့အရက်သားတွေအနေရကင်းအောင်ရှင်းလင်းရေးလှုပ်ဆောင်ပေးနေတာပါဟုဒေသတွင်းကာကွယ်ရေးကောင်ဆောင်တအူကသတင်းဌာနသို့ပြောကြားပါတယ်ငင်းချံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်ပြစ်ဘုံကြဲချခြင်းအပြင်ရေပြင်စစ်ကြောင်းထို့ကပြည်သူများကိုဖမ်းဆီးတပြက်၍တလုံးရွာကြောက်ကန်ရွာဇီးပင်ကန်ရွာတိယုံရွာထူရင်းပိုးရွာ ဒူဝင်ရွာကုတ်ကဲရွာ ထန်းတော်ကြီးရွာမကြီးစုရွာရွာသားရွာထိန်ပန်းရွာခင်ပကန်းရွာမြောက်ကုန်းရွာကြောက်ပြုတ်ရွာကူရွာကွင်းဆိုင်ရွာနဲ့နန်းမြတောင်အနီးကဝေးပင်ရိုးရွာစတဲ့ဂျေးရွာများမှပြည်သူများနေရက်ဆုံးကွာထွက်ပြေးနေရကြောင်းသိရှိရပါတယ် ဆက်လက်ပြီးဘုံမူးကျုပ်ချုံတော်အောင်ပြစ်ခတ်ခံရပြီးနောက်တိုင်းဦးစီးကျုံနဲ့ဒူးတိုင်းမှုတို့ခေါ်ယူစစ်ဆေးခံရပြီးဒုစစ်ကောင်းဆောင်ပါရန်ကုန်ဆင်းလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အငိမ့်စားဘုံမူးကျုပ်ချိုးတွန်းအောင်ပြစ်ခတ်ခံရပြီးနောက်ရန်ကုန်တိုင်းတိုင်းဦးစီးကျုံနဲ့ဒူးတိုင်းမှုတို့ကိုနေပြည်တော်မှအမိန့်ဖြင့်ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။ရန်ကုန်တိုင်းတိုင်းဦးစီးကျုံဘုံမူးကြီးတပ်ပိုင်စောကိုလုံခြုံရေးပေါ်ရသည်ဟုဆိုကာနေပြည်တော်မှအထက်အရာရှိအဖွဲ့ကခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။ ဘုံမူကျုံချိုထိုးအောင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတိုင်းဦးစီးကျုံအစဉ်ကိုပါခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်။လုံကျုံရင်းမြစ်နဲ့မယန်းကုန်းလိုနေရာမျိုးမှာဖြစ်သွားတာဆိုတော့အကုန်မြက်ခုံးလုံနေကြတယ်။နေရောညပါရန်ကုန်မှာအစစ်အစေးအဖမ်းစီးပို့ကြလာတယ်ဟုတက်တဲ့ရင်းမြစ်ကတရင်ဌာနသို့ပြောပါတယ်။ ဒုစစ်ကောင်းဆောင်ဒုဘုံချုပ်မှုကြီးစိုးဝင်းသည်လည်းဘုံမှုချုပ်ဟောင်းချိုထွန်းအောင်ကိစ္စနှင့်ပတ်သက်၍ရန်ကုန်သို့ရောက်ရှိလာပြီး၎င်းရောက်ရှိချိန်တွင်ဖန်လင်တရာအနီဘုံဖောက်ခွဲခံရသည့်အတွက်ရန်ကုန်တိုင်းတိုင်းမှုကိုထာဝင်ပေါ်ရသည်ဟုဆိုကခေါ်ယူစစ်ဆင်းနေကြောင်းတပ်တရင်ရင်းမြစ်ထံမှသိရပါသည်ထို့ပြင်ဒူတိုင်းမှုနေရာမှဘုံမှုချုပ်ထွန်းထွန်းဝင်းကိုပါဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းတပ်တိုင်းဝိုင်းမှသတင်းများထွက်ပေါ်လျက်ရှိပါသည် မရန်ကုန်တွင်ဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအပြီးရန်ကုန်မြို့အတွင်းလုံခြုံရေးတင်းကျပ်ထားပြီးရှစ်မိုင်စစ်မှုထမ်းဟောင်းယုံအတွင်းရှိစစ်ကောင်စီအရာရှိများကိုခေါ်ယူစစ်ဆေးနေကညအချိန်ထိအရက်ဝတ်များနှင်ပါခေါ်ယူစုဆောင်ထားကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါသည်။ဒုစစ်ကောင်ဆောင်ကိုယ်တိုင်နေပြည်တော်မှရန်ကုန်သို့ရောက်လာပြီးဗိုလ်ချုပ်ချုံထွန်းအောင်ဤမိသားစုဝင်များနှင့်တွေ့ဆုံအားပေးမှုများလည်းပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဆလဘီအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFDA ရေးဆွဲနေမှုမှာ90ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးစည်ရေးအပြောင်းလဲမြန်ဆန်မှုနဲ့အတူနိုင်ငံရေးလိုအပ်ချက်ပုံမှုအရေးကြီးလာ၍အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFDA ရေးဆွဲနေမှုမှာ90ရာခိုင်နှုန်းကျော်ပြီးစီးနေပြီးလာမည့်စက်တင်ဘာလတွင်ကနက်ဦးမူကျန်းပြီးစီးရန် ညှော်လင့်လှုပ်ဆောင်နေကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC ကယမန်နေ့မေလ24ရက်တွင်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG နှင့်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ACMN AFTA ရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခဲ့ပါတယ်။အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ CMA AFTA ကို2024ခုနှစ်စက်တင်ဘာလတွင်စတင်ဆွေးနွေးခဲ့ပြီးတနည်းပြေချိန်2025စက်တင်ဘာတွင် ကနဦးမှုချန် initial drop စီနိုင်ရန်မျောလင်းလှုပ်ဆောင်နေကြောင်း NUCC ကောင်စီဝင်ဦးတိုးကျော်လိုင်ကသတင်းဌာနသို့ပြောပါရယ်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကိုတော့ Fordon Air Federalism Afraid နဲ့သွားမယ်ပေါ့ AFDA လို့အတူောက်ခေါ်တာပေါ့ AFDA မှာပါရမယ့်ခေါင်းစဉ်ကြီးတွေလည်းစပြီးဆွေးနွေးတယ်အဲဒီလိုနဲ့တောက်လျှောက်စက်တင်ဘာနိုဝင်ဘာဇန်နဝါရီမတ်မေရိုမှာအဲဒီလိုတောက်လျှောက်လူတွေတွေ့ပြီးဆွေးနွေးလာခဲ့ကြတယ် အဲ့ဒီအခြေအနေကိုသတင်းထုတ်ပြန်တာဖြစ်ပါတယ်အဲ့ဒီအခြေအနေကိုသတင်းထုတ်ပြန်လာဖို့စိတ်စော်လာတဲ့အကြောင်းကတော့ AFTA ရေးနေတဲ့အထက်မှာ NUCC ကမပါနေဘူးလားဆိုတဲ့သဘောမျိုးလည်းတချို့ကမေးကြတာရှိတယ်ဟုဦးတိုးကျော်လိုင်းကရှင်းပြပါတယ်အဆိုပါ AFTA ရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG ကို NUCC ကဖွဲ့စည်းပေးခဲ့ပြီး TCWG တွင် NUCC နဲ့ NUG အဖွဲ့ဝင်များပါဝင်ကြောင်းသိရပါတယ်။ ။ NUCC အပြင် NUG လည်းပါတယ်။ NUCC ထဲမှာအားလုံးလည်းသိတဲ့အကြိုင်တိုင်းရင်းသားဒေါ်လာရဲ့အဖွဲ့တွေပါတယ်။နောက် Federal Council တွေပါတယ်။လူမျိုးအခြေပြုကောင်စီတွေပါတယ်။အခြားအင်အားစု NUCC လို့ကိုစားပြုတဲ့အခြားအင်အားစုတွေအားလုံးပါကြတယ်။အားလုံးပါဝင်ပြီးရေးကြတာဖြစ်တယ်ဟုဦးတိုးကျော်လိုင်းကပြောပါတယ်။ NUCC ယနေ့ထုတ်ပြန်ချက်တွင် TCWG အစည်းအဝေးများကို2024စက်တင်ဘာ၊နိုဝင်ဘာ၊2025ဇန်နဝါရီ၊မတ်လနဲ့မေလတို့တွင်မြေပြင်နှင့် online hybrid ကျင်းပခဲ့ကြပြီးပြင်ဆင်မှအချိန်များမေလအစည်းအဝေးတွင် ပြည်ထောင်စုအာဏာပြည်내အာဏာနှင့်ထပ်တူပြုအာဏာဆိုင်ရာအခြေခံမှုများကိုဆက်လက်ဆွေးနွေးခဲ့ကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏အခြေခံမူဝါဒများမျှော်လင့်ချက်နှင့်စံတမ်းမှုများကိုဆွေးနွေးသဘောတူညီချက်များချမှတ်နိုင်ခဲ့ကြောင်းဖော်ပြသည်ထို့ပြင် AFTA ၏ရှေ့လုပ်ငန်းစဉ်များကိုလည်းအမြန်ဆုံးအကောင်အထည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းတညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်းဖော်ပြသည် AFDA တွင်အခန်းပေါင်း15ခန်းပါဝင်ပြီးလက်ရှိတွင်60ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဟု NUCC ကောင်စီဝင်ဦးထိုးကျော်လိုင်က ပြောပါရယ် AFDA ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ NUCC တို့သာမကအခြားသောတော်လိုင်းရေးအင်အားစုများနဲ့ဓာတ်ရိုက်ဖြစ်စေတဆင့်ကန်ဖြစ်စေညှိနှိုင်းဆောင်ရွက်နေကြောင်းလည်းဦးတိုးကျော်လိုင်းကဆိုပါရယ် NUG ကလည်းပြီးခဲ့တဲ့ဧပြီလအစိုးရဖွဲ့စည်းခြင်း၄နှစ်ပြည့်အစီရင်ခံစာတွင်2024စက်တင်ဘာမှစ၍ AFDA ကို NUG နှင့် NUCC တို့ဖြင့်ပူးပေါင်းဖွဲ့စည်းထားသော TCWG သာမကတိုင်းရင်းသားအဖွဲ့အစည်း၉ဖွဲ့နှင့်ပူးပေါင်း၍ရေးဆွဲနိုင်ရန်ကြိုးပမ်းဆောင်ရွက်နေကြောင်းအသိပေးခဲ့သည်။လက်ရှိတော်လှန်ရေးကာလတွင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့သည်ရေးဆွဲပြဋ္ဌာန်းအတည်ပြုထားသော Federal Democracy ပြည်ညာ FTC ကိုကင်ဆွဲကျင့်သုံးနေပြီးတော်လန်ရေးအလွန်အသွင်ကူးပြောင်းရေးကာလရောက်ရှိပါကကင်ဆွဲကျင့်သုံးရန်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFD ကိုရေးဆွဲပြင်ဆင်နေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။